ေလဲဘယ်လိုတွေ့ရလဲငယ်ငယ်လောက်တုန်းကပထမတစ်ချက်ရမ်းပြီးတော့လှုပ်လိုက်တယ်လှုပ်ပြီးတဲ့အချိန်မှာနောက်တစ်ခါကျတော့သူကငင်းခုန်သလိုခုန်ရမ်းချတယ်လို့ဖြစ်တော့လူရအကုန်ထွက်တယ်ထွက်လိုက်တဲ့အချိန်မှာလူလွတ်တယ်ပဲအကုန်လုံးထွက်ကြတာထွက်ပြီးတဲ့အချိန်မှာငါးမိနစ်လောက်နေတဲ့အချိန်မှာလူယူချသွားတာဟုတ်ကဲ့ဆောက်ဖို့လူကြတော့ဒီထဲမှာပြီးတဲ့လူတွေဘာတွေရောအခုလက်ရှိကတော့အဲ့ဒီဒုံမာဆိုတဲ့အမျိုးသမီးတယောက်ပဲကျွန်တော်တို့လည်းပြီးတာဂျန်နဲ့လူကတော့အတီးပြီးမှတော့ဒီပြောက်ကတော့ကိုရင်ကိုဟာနေနဲ့ဆိုတော့အတီးပြောက်ကတော့မကြောက် ဟုတ်ကဲ့အဲ့မှာဟိုသူကကျွန်တော်တို့နောက်ကနေဝင်ကြည့်တဲ့ကျွန်ဆိုင်ကယ်ပေါ်မှာခွာရည်ကြီးဆိုဆိုင်ကယ်ထုတ်နေတဲ့အနေထားထင်နေတယ်ထုတ်တန်းပြီလားလို့ပြောတယ်ကျွန်မလည်းမြင်တော့မမြင်အောင်သူများတွေအဲ့နောက်ကနေပြီးအပေါက်ကနေပြီးတော့ဆိုင်ကယ်ကြီးထုတ်ကြတယ်ပေါ့မှပြီးတော့ရွှေ့ကြတယ်ပေါ့ကိုဆိုင်ကယ်ကိုကိုတိုက်ကရှေ့ကိုငှိုက်သွားတာဆိုတော့လေဟုတ်အကုန်လုံးကတော့အခုတော့ခိုးတဲ့လူလဲခိုးပေါ့ပစ္စည်းကပြက်စီးနေအခုကလက်ရှိမြင်နေတဲ့အတိုင်းပဲတိုက်ကလည်းတော်တော်ကိုပြက်စီးတာဘာမှကိုယူမရအောင်ပြက်စီးတာအဆောင်ကအလုံးမောဘယ်နှဆောင်ပြူပါလဲ ခုမြင်ရတာအခုလက်ရှိရဒီဟာကတစ်ထက်ကို32ခန်းရှိတယ်ဟုတ်သူကလေးတက်အောက်ဆုံးမှာမြင်းကြီးတက်မှာကဟွာလောက်ရှိတယ်အခု10ခန်းခန်း20မိဘလောက်ရှိတယ်အောက်ဆုံးတက်အခုပြိုတဲ့ခဲမှာမြုပ်တဲ့ခဲမှာလက်ရှိအိမ်မှာဒါကတော့ဟိုဘက်မှာဟိုဘက်ထိတ်ပြီးပဲထိတ်တာတာရင်းနိုင်ပြီပေါ့အလဲမှာပဲအခန်းရှိတာအလဲမှာအလဲမှာ10ခန်းဒီကနေ့ထောက်တဲ့အခန်း20ကျော်လောက်တော့ရှိနေပြီအောက်ဆုံးထက်ပြိုတယ်ထဲရလေအခန်း20လောက်ရှိနေအခန်း20လောက်ကိုမှသူက ဟိုဘက်ထိပ်မှာစိုင်ကယ်စတန်ပါရင်နိုင်ဝင်္ဂလာဆောင်နိုင်ပေါ့ဒီဘက်ထိပ်မှာအဲ့လိုမျိုးနိုင်စာရင်နိုင်ထားတဲ့ဟာပေါ့အဲ့လိုမျိုးခွဲခြားထားတာအဲ့တော့အလေကဘယ်လိုပြောမလဲဆိုခုကဒါသုံးကိုကိုလို့မြင်မှာဆိုတာသုံးတိုက်ပေါ့အလေတိုက်ကြည့်ရမှာပြီဘူးအလေတိုက်ကအောက်ထပ်မှာကလူနေခန်းတယ်ဆိုတော့ငါးတဲ့အပြည့်ဒီဘက်ထိပ်နဲ့ဟိုဘက်ထိပ်ကဟာကြတော့အောက်ဆုံးမှာတစ်ချက်ကပြိုသွားတာအဲ့အောက်ထပ်မှာပြိုတဲ့ထဲမှာမှာဟိုဘက်ငါးခန်းဒီဘက်ငါးခန်းလောက်တော့ရှိတယ်ပေါ့အဲ့မှာစိုင်ကယ်တွေစက်ပစ္စည်းတွေပေါ့အဲ့မှာတော့လူတော့နေတယ်လက်ရှိကတော့ ကြားနာတော့အပီပြောက်ကတော့မမြင်ဘူးပေါ့ဘဒုနေနေရှိတယ်လို့တော့ပြောတာလေအဲ့ဒီမျိုးသမီးကတခြားတိုက်မှာနေတာဒါပေမဲ့ဆိုင်ကယ်အိုက်အောင်မှာထားတယ်ဟုတ်တော့မှာကြောဟုတ်ကဲ့ဟုတ်ကဲ့တက်ဘလောက်လောက်ရှိတယ်52နှစ်မြင့်ဟုတ်အဲ့လောက်ရှိတယ်ဟုတ်ဟုတ်ဟုတ်ခုဒီကဒီအမားတို့ဒီတိုက်ခန်းနေကြတော့ဘောဘကဘာပြောဘလို့ညွန်ကြားထားလဲဘုံမတော့ညွန်ကြအောင်လုံဆောင်ကြီးတောင်မပြီးထားအောင်မမမပြီးလို့လဲတအားတွေခိုးကြတယ်အခုလဲမနက်ကလဲတခုလေးအောင်မိသွားတယ်ဟုတ်အပဝင်းကြီးကဖမ်းရတာပေါ့ ဟုတ်တယ်မျက်မြင်ကနေပြီးတော့ဟိုစက်သက်ကိုတွားပြောပြီးတော့အဲ့လိုလိုက်ဖမ်းပြီးတာပေါ့ဟုတ်အဲ့လိုကတော့လုံခြုံရေးဘာတစ်ခုမှအခုမြင်တဲ့အတိုင်းအခုလိုမြင်တဲ့အတိုင်းပဲဟိုဥသူတဲ့တွေ့တဲ့သူတဲ့တွေ့တဲ့သူယူအဲ့လိုဖြစ်နေတာပစ္စည်းကတော့မြင်တဲ့အတိုင်းပဲအခုကအခန်းတိုင်းမှာ ရိုက်ဖွင့်ရိုက်ယူအခုကလူကလည်းကိုယ်တပ်ဖေးနေကိုဆိုတော့ဘယ်သူမှလည်းမစောင့်ကြည့်နိုင်ဘူးလေအခုကလက်ရှိအပြိုထားတာအခုကအားလုံးကပျက်စီးမှုပဲဖင်ထောင်သွားတဲ့အတွက်ကတော့အခုပစ္စည်းကိုပစ္စည်းကိုကိုထုတ်မဲ့အရေးကိုအ ਨੇ ဆုံး တိမ့်ချီပေးပြီးတော့၃၅သိန်းပေးပြီးတော့ထုတ်နေရတာအခုကျွန်တော်တို့လည်းလက်ရှိပဲအခုလက်ရှိဒီတဲ့အိမ်ထဲကိုထုတ်တာပထမတချီ2သိန်းခွဲအခု3သိန်း5သိန်းခွဲတခြားဘာကြီးရမပါဘူးပေါ့နော်ကိုပစ္စည်းယာရေးအတွက်ကိုနောက်သိန်းနဲ့ကိုပစ္စည်းကိုခံပေါ့အဲလုံခြုံရေးတို့တခြားကယ်ဆယ်ရေးတို့ဘာတစ်ခုမှမလာဘူးဘာတစ်ခုမှလုပ်ပေးခြင်းမရှိဘူးဟုတ်ဟုတ်အခုဒီဒီလူသေးလောင်းကြီးကိုမဖော်နိုင်တော့ပန်ဝင်းကြီးကဘလို့မှကိုမနေနိုင်တော့ဘူးလေအဲ့တော့အဲ့ဟာအတွက်ကိုမပြောကြဘူးလား ကဲစေးရလာတော့ကြည်တယ်ဗျ။ဒါမဲ့ဒီတိုင်းပဲပြန်သွားတယ်။အခုလက်ရှိအကိုတို့မြင်တဲ့အတိုင်းပဲ။အခုမိုးလင်းတာနဲ့ဟိုတံပစ္စည်းဆိုတံပစ္စည်းယူရဲလို့အခုဆိုအိမ်နေမှာအပေါက်တွေကိုလော့တွေကိုဖွင့်တယ်။တန်တကားတွေကိုဖြတ်တယ်။ဖြတ်ပြီးတော့အကုန်လုံးယူသွားကြတာ။ယူသွားကြတော့အခုမနက်ကလည်းအလိုပဲ။နေ့တိုင်းပဲညဆိုလဲတခုနေ့ဆိုလဲ။ဟိုအခုကယူထုတ်ပြီးတော့ယူခြင်းနဲ့လူယူဟိုကိုပစ္စည်းကိုအခန်းပိတ်လဲလော့တွေဖွင့်တာ။ဘာမှလာလုပ်ပေးခြင်းတော့မရှိဘူး။ အခုနေတော့ကြဘယ်လိုနေကြလဲမလို့မလို့နေကြအောင်လက်ရှိအဆင်ပြေတဲ့ဆရာပါရာကြီးတွင်မှာပေါ့အဲ့လိုမျိုးအဆောက်အဦအောင်မှာဒီတိုင်းပဲနေပေါ့ဟုတ်ကဲ့ကျေးဇူး